မဟာဘုံနမတုတ်ဒါဝတိပုပ္ပါယုံမှာတရင်သုံးနေတဲ့အချိန်ဒီလောက်တံကိုဟောခဲ့တယ်တရဥဘောတထေတဲ့ဥပုံနေတစ်နှစ်ပဏရတေ15ရက်မြောက်ဥပုံနေဥပုံသုံးမျိုးရှိတယ်ပေါ့10ရက်မြောက်ဥပုံရ14ရက်မြောက်ဥပုံရ15ရက်မြောက်ဥပုံရဥပုံသုံးမျိုးမှာ15ရက်မြောက်ဥပုံနေဥပုံနေတစ်နှစ်ဥပုံနေဆိုလာပြည့်နေလို့ဖြစ်နေပေါ့ကွာ15ရက်ဆိုလာပြည့်ပုံနာရတဲ့တလပြည့်တော့တဲ့ပုံနမာရပြည့်တော့လာဝန်းရှိတော့ လာတလာကိုတတ်မှတ်ပြီဆိုရင်လာပြည့်နေဟာနောက်ဆုံးရက်ပဲတတင်းကျွလာပြည့်နေဆိုရင်တတင်းကျွလာရဲ့နောက်ဆုံးရက်ပဲတတင်းကျွလာပြည့်သွားပြီအဲ့ဒါကိုပဲလာပြည့်တယ်လို့ခေါ်တာနော်တတင်းကျွလာတလာကိုတွတ်ချင်တယ်ဆိုရင်ဘယ်ကနေစအောင်လဲဆိုတော့တော့တတင်းလာပြည့်ကျော်တရက်ကနေစပြီးတော့တတင်းကျွလာပြည့်ထိကတတင်းကျွလာပဲနော်ဒါကြောင့်ပုံနာရအဲ့လာပြည့်နေရောက်ပြီဆိုရင်အတလပြည့်သွားပြီအဲ့ဒီလာတလပြည့်သွားပြီလို့မှတ်လိုက်တဲ့ပုံနာမာရအဲ့လာပြည့်နေမှာထူးကြတာကတော့လာကြီးကပြည့်နေတာတဲ့ ပုံနမမှာပုံနမာလို့ပေါ့ဗျာနော်မာဆိုတာလကိုပြောတာတဲ့မာဆိုတာစန္ဒလကိုပြောတာတဲ့ပုံနပြည့်တာထားလိုက်ပါတော့အဲလအကြီးပြည့်နေတဲ့လပြည့်ညတညရတ္တိယညပြည့်ညလပြည့်ညတည်းည15ရက်မြလပြည့်ညတည်းညမှာရဟန်းတန်ခါတွေချမ်းရံပြီးတော့အဘောကတိနိသိနောဟောဒီအပြည့်မှာထိုင်းနေတာ အပြင်မှာထိုင်းနေတာအဲ့ဒီမှာယဟန်တပါးကဥထာယနာယကနာဥဒသင်္ကန်ကရိတ်တော်ပါဥထာယနာယကနာစီဝရံကတ်တော်ပါနေရာကနေထထပြီးတော့လက်ကတော့ထိုးပြီးတော့မြတ်စွာဘုရားကိုလက်အုပ်ချီမြတ်စွာဘုရားကိုလျှောက်တယ်ဘုဒ္ဓယံဗန္တိဘဂဝန္တံမြတ်စွာဘုရားကိုတွေးတော့မေးကျင်တယ်ဗျာကေစီဒေဝဒေသံဒေဆုံးတစ်ခုဒေသံတပြီးတော့လက်တွေ့တွေ့ရတဲ့အကြောင်းတရားလေးတစ်ခုနဲ့ပတ်သက်ပြီးတော့တပြီးတော့မေးခွန်းတစ်ခုမေးကျင်တယ်သစေဘဂဝါဩကာတံကရောတိပညာတဝေယကရဏာယမြတ်စွာဘုရားပြဿနာအမေးကိုဖြေဖို့ရာအတွက်အခွင့်ပြုမယ်ဆိုရင် ဖြေးမယ်ဆိုရင်တပိတော်မေးခွန်းတစ်ခုမေးချင်တာတည်းဗျာအဲ့လိုထချောက်တာနော်ထချောက်တာထချောက်တဲ့ခါကျတနေ့ဒီသွန်ဘက်ကိုအဲ့လိုဆိုရင်နေအဲ့လိုဆိုရင်ယဟန်တကေအာဒနဲ့နေတိလိုက်တော့ကိုယ်နေရာမှာထိုင်းပြီးတော့မှပုတ်စာမေးပါမတက်ရကြီးမမေးပါနဲ့ထိုင်းပြီးတော့မေးပါယဒါကင်ကတိမင်းလိုချင်တာမေးဖို့ဆိုပြီးတော့မြတ်စွာဘုရားခွင့်ပြုတယ်နော်အဲ့ဒီယဟန်ကရိုးရိုးယဟန်မဟုတ်ဘူးတဲ့တန်ငါ60ကိုဥဆောင်ပြီးတော့တော်တော်မှသွားပြီးတော့တရားသွားထိုင်တာခေါင်းဆောင်ယဟန် သူကတရားအကျိုးစားအထုတ်လိုက်တာတရားထုတ်လဲရသွားတယ်ယဟန္တာဖြစ်သွားတယ်အဲတပည့်တွေကိုလည်းပဲတရားနည်းလမ်းတွေပြသွားပေးနိုင်တယ်ဒါပေမဲ့မေခွန်းတွေမေးတဲ့နေရာမှာတရားထိုင်တဲ့နေစနစ်နဲ့ပတ်သက်ပြီးတော့မေခွန်းတွေကိုတော့ तू ကဖြေနိုင်တယ်ဒါပေမဲ့တရားထုတ်ရမယ်ရတာနဲ့ပတ်သက်ပြီးတော့မေခွန်းတွေကြာ तू ကမဖြေနိုင်ဘူးမဖြေနိုင်တဲ့ကကြတော့ဩဒါကငါချွတ်ရမယ်ငါငါချွတ်လို့ချွတ်မဲ့ပုံကိုယ်တွေမဟုတ်ဘူးမြတ်စွာဘုရားချွတ်မှာချွတ်မဲ့ပုံကိုယ်တွေပဲဒါကြောင့်ဒီရန်60ကိုငါမြတ်စွာဘုရားကြီးခေါ်သွားမယ်ဆိုပြီးတော့မြတ်စွာဘုရားကြီးခေါ်ပြီးတော့လာတာသူတို့မေးတဲ့မေခွန်းလေးတွေကိုကိုင်းပြီးတော့လာခဲ့တာ အဲလာပြီးတော့လာပြီးတော့မြတ်စွာဘုရားပြီးတော့မေကွန်းတကုတ်မေးကျင်တယ်ဖြေးဖြေးမဲ့ဆိုရင်ပြီးတော့မေးပြရတယ်ဘုရားအေးအဲ့လိုဆိုရင်ခိုင်းပြီးတော့မေးပါဘာလို့ထိုင်းမေးခိုင်းတာလဲဆိုတော့မတက်ရမေးတယ်ဆိုတော့ဘာဖြစ်မလဲဆိုတော့သူ့တစ်ဖက်တွေကသူ့တို့ဘောဓာကြီးညိုတာဓာကြီးညိုရတဲ့အခါကျတော့ဆရာသမားဖြစ်တဲ့တကယ်ဝါကြီးထေကြီးဝါကြီးထေကြီးဝါကြီးဖြစ်တဲ့ဆရာသမားကမတက်ရကြီးနဲ့နေရတယ်မြတ်စွာဘုရားထိုင်းမခိုင်းမထိုင်းခိုင်းဘူးဒါဆိုရင်သူမတက်ရရင်ငါတို့လည်းပဲဒီတိုင်းတော့ထိုင်းမနေဘူးကွာမတက်ရမယ်ဆိုပြီးတော့ဝိုင်းပြီးတော့မတက်ရလိုက်ရင်ဟုတ်လားဘာအလုံးမတက်ရလိုက်ရင်ဖះကိုမလေးစားရရောက်မယ် နော်ပြီးတော့မတ္တရတ္တကကြစူးစူးညံ့ညံ့လေးနဲ့ဖြစ်သွားတဲ့ကကြတော့တရားပေါ်မှာလည်းပဲအာယုံမကြပဲလည်းပဲဖြစ်သွားနိုင်တယ်ဒါကြောင့်တို့ရဲ့စိတ်ရကြံကိုသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကအေးမင်းတို့တွေယဟန်မေးမယ်ဆိုရင်ထိုင်းပြီးတော့မေးပါလို့ပြောပြောလိုက်တာနော်အရာကတော့ဘိကုအဲ့ဒီကကြတော့အဲ့ဒီယဟန်ကသူ့နေရာမှာပြန်ထိုင်ပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်။အိမေလူကောဗန္တေပင်စုပါဒနာခန္ဓာ။တေထိတံရူပပါဒနာခန္ဓာ မြတ်စွာဘုရားဥပါဒါနခန္ဓာလို့ပြောရင်ဥစ္စံတို့သိပြီးသားပါပဲခန္ဓာရိုးရိုးမဟုတ်တော့ဥပါဒါနခန္ဓာဆွဲလန်းရခန္ဓာနော်ဥပါဒါနနဲ့ဆွဲလန်းဖို့ရဆွဲလန်းစရာဖြစ်တဲ့ခန္ဓာ၅ပါးကိုပြောမှာဒါဆိုရင် လောကီတင်ပါမယ်လောကုတ္တရာမပါတော့ဘူးဟုတ်လားဥပါဒါနခန္ဓာလို့ပြောလိုက်ရင်လောကီပဲပါမယ်လောကုတ္တရာမပါတော့ဘူးဘင်းစုပါဒါနခန္ဓာတွေတထအသေးပုမကမတနော်ဘင်းစုနာပါဒါနခန္ဓာဥပါဒါနခန္ဓာလို့ပြောမယ်ဆိုရင်တေပုမကကာမရူပအရူပဆိုဘုံသုံးပါးမှာပါတဲ့လောကီတရားတွေကိုပဲပြောရမှာလောကုတ္တရာမပါတော့ဘူး ဒါကြောင့်တရားရှုတယ်တရားရှုတယ်ဆိုတဲ့နေရာမှာခန္ဓာအကုန်လုံးကိုရှုစရာမလောကုတ္တရာတရားကိုတော့ရှုလို့မရဘူးကိုယ့်ရဲ့ခန္ဓာကိုဖြစ်တဲ့ဥပါဒနာခန္ဓာဖြစ်တဲ့လောကီတရားတွေကိုပဲရှုပါမှာဒါကတော့အကြမ်းမြင်လေးသိအောင်ပြောတာပါသူကရှောက်တာရိုးရိုးလေးပါပဲဒါရူပဥပါဒနာခန္ဓာတော့ဆွဲလန်းစရာဖြစ်တဲ့ရုပ်ရယ်ဆွဲလန်းမြာဖြစ်တဲ့နာမ်ခန္ဓာရယ်ဝေဒနာခဝေဒနာခန္ဓာရယ်ဆွဲလန်းစရာဖြစ်တဲ့သင်ညာခန္ဓာရယ်ဆွဲလန်းစရာဖြစ်တဲ့သင်္ခါရခန္ဓာရယ်ဆွဲလန်းမြာဖြစ်တဲ့ဝိညာဏခန္ဓာရယ် အဲ့ဒီ၅မျိုးကို၅မျိုးဟာတဲ့ဥပါဒณะခန္ဓာဥပါဒณะခန္ဓာတွေလားတွေတွေပါလားဗျာဆွဲလန်းစရာဖြစ်တဲ့ခန္ဓာတွေပါလားဗျာလို့မြတ်စွာဘုရားရှောက်ရှောက်တဲ့ကဟုတ်တယ်တဲ့အိမေကောဘက်ကိုပင်စုပါဒณะခန္ဓာဟုတ်တယ်ဒါတွေကဆွဲလန်းစရာခန္ဓာ၅ပါးပဲရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တွေပဲဒါကသိတော့သိပြီးသားပဲသူလည်းပဲတရားရှုမှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ယဟန္တာတော်ဖြစ်ပြီးသွားပြီသူသိပြီးသားပဲဒါပေမဲ့ဘာလို့ခန္ဓာ၅ပါးကိုအခြေခံပြီးတော့ဟောရမေးရတာလဲဆိုတော့ မေခွန်းမေးတဲ့နေရာမှာကိုယ်တည်ပြီးသားဖြစ်ပေမဲ့လည်းနောက်မေခွန်းနေမှာနောက်အဖြေတွေမှာပြည့်ပြည့်စုံစုံဖြစ်ဖို့ရတဲ့အခြေခံကိုစပြီးတော့သိရတဲ့နဲ့ပြန်မေးရတာဒါကမေမေးတဲ့မေခွန်းမေးတဲ့လူတွေရဲ့ဒါပညာတဘောပညာပဲနော်ဒါကလည်းကြငါတည်ပြီးသားပဲကွာမတည်ပြီးသားငါမမေးတော့မတည်တာပဲမေးတော့မယ်ဆိုသူကကြောမေးလို့မရဘူးကြောမေးရင်အဖြေသမားကအဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့တချို့ဟာလေးတွေကြမ်းသွားတတ်တယ်အပြည့်စုံအဖြေတွေမရပဲဖြစ်သွားတတ်တယ်ဒါကြောင့်အခြေခံစပြီးတော့မေးတယ်မြတ်စွာဘုရား လူတိုင်းလူတိုင်းကဆွဲနေကြတဲ့ရုပ်ခန္ဓာကိုယ်ကြီးရယ်လူတိုင်းလူတိုင်းဆွဲနေကြတဲ့ဝေဒနာတွေရယ်ဆွဲနေကြတဲ့သင်ညာတွေရယ်ဒါတွေကတော့ဆွဲတယ်ဆိုတာဥစ္စံတော့သိပါတယ်ရုပ်ဆွဲတယ်ဥစ္စံတော့ဒီရုပ်ကြီးကိုပဲမြုံမြုပ်ပြင်နေကြတာဒါဆွဲနေကြတာပဲဝေဒနာဆွဲတယ်ဟာခံစားမှုတစ်ခုခုဆိုရင်ကောင်းတဲ့ခံစားမှုလေးဆိုရင်ဆွဲနေတာပဲနော်မကောင်းတဲ့ခံစားမှုတော့မှဘာလို့ဆိုတော့လွမ်းလိုက်တာဆိုတော့ဟိုဆွဲနေနေတာပဲနော်အဲဝေဒနာလည်းဆွဲနေကြတာပဲသင်ညာဆိုတဲ့အမှန်မှတ်မမိတာဥစ္စံတော့ဟာငါစာတတ်တယ်ကွာဆိုပြီးတော့ပုဂ္ဂိုလ်ကိုဆွဲနေတာငါစာတွေမှတ်မိတယ်ကွာဆိုတော့အကိုကကိုဆွဲနေတာအဲသင်ညာဆိုတာမှတ်မိတာလည်းပဲဆွဲတာပဲ သင်္ခါရဆိုတဲ့ကံတွေကိုလည်းစွဲတာပဲကံတွေလောက်တာမှန်းမများကိုလည်းစွဲတာပဲဝိညာဉ်လို့ခေါ်တဲ့စိတ်ကလေးကိုလည်းပဲစွဲတာပဲအဲ့လိုစွဲစရာဖြစ်တဲ့ခန္ဓာ၅ပါးအဲ့ဒီဟာကိုဥပပစ္စုပ္ပဥပါဒณะခန္ဓာ၅ပါးလို့ခေါ်တာလားဗျာဟုတ်ပါတယ်ဥပါဒณะခန္ဓာလို့၅ပါးလို့ခေါ်ပါတယ်ဓာတုပန်တွေအဲကောင်းပါပြီဗျာဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့ဟာကိုလက်ခံလက်ခံပြီးတော့ဩတရိပညာပုတ်စီထပ်ပြီးတော့မေခွန်းတစ်ခုထပ်ဆက်ထဆင့်ထပ်တက်ပြီးတော့မေးတယ်မေခွန်းတစ်ဆင့်ထပ်တက်ပြီးတော့မေးတယ်ဤမေပင်စုပါဒณะခန္ဓာအဲ့ဒီစွဲလန်းစရာဖြစ်တဲ့ခန္ဓာ၅ပါးဟာတဲ့ကိမ့်မူလက ဘယ်အကြောင်းကြောင့်ဖြစ်တာလဲဗျာခန္ဓာ၅ပါးဟာဘယ်အကြောင်းကြောင့်ဖြစ်တာလဲဗျာအဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကပင်စုပါဒနခန္ဓာစန္ဒမူလကခန္ဓာဆွဲလန်းစရာခန္ဓာ၅ပါးဆိုတာတဏ္ဍစန္ဒကြောင့်ဖြစ်တာတဏ္ဍစန္ဒကြောင့်ဖြစ်တာတဲ့ခန္ဓာ၅ပါးဟာနော်တယေဝဥပါဒနာဗန္တိမြတ်စွာဘုရားအဲဒါဆိုရင်တတိပင်စုပါဒနခန္ဓာအဲ့ဒီပင်ဥပါဒနခန္ဓာ၅ပါးဆိုတဲ့ခန္ဓာ၅ပါးဟာဆွဲလန်းစရာခန္ဓာ၅ပါးဟာဥပါဒနာဥပါဒံလားဗျာဥပါဒံနဲ့ ခံဥပါဒနာခန္ဓာနဲ့အတူတူပဲလားဖေ။ဒါမှမဟုတ်ဥဒါဝိအညတရဥပါဒနာခန္ဓာဤဥပါဒနာဥပါဒံကတစ်မျိုးဥပါဒနာခန္ဓာကတစ်မျိုးလားဖေ။ဒါလည်းဥစဉ်တို့သိပါတယ်စာသင်ထားတဲ့လူတွေပဲနော်။ဥပါဒနာဥပါဒနာခန္ဓာတို့လား။ဥပါဒ။ဆွဲလန်းတာကတဏလေ။ဒါခံဆွဲလန်းစရာခန္ဓာ၅ပါးခန္ဓာ၅ပါး။အရောက်တာချင်းမတူဘူး။ဒါဘယ်မေးတာပါပဲ။ဥပါဒံဥပါဒနာခန္ဓာ၅ပါးနဲ့ဥပါဒံနဲ့အတူလားဗျာဒါမှမဟုတ်ဥပါဒနာဥပါဒနာခန္ဓာတခြားစီလားဗျာနာခေါ်တံယောဥပါဒနာတေပင်ဥပါဒနာခန္ဓာဥပါဒံကတစ်မျိုး ။ဥပါဒနာခန္ဓာကတမျိုးမတူဘူး။အညတဥပါဒနာခန္ဓာဥပါဒနာဥပါဒနာဒါပေမဲ့လည်းပဲတခုတော့ရှိတယ်တဲ့။အညတဥပါဒနာခန္ဓာဥပါဒနာခန္ဓာဆိုတာခန္ဓာကိုယ်ကြီးမပါဘူးဆိုရင်တော့နဗီဥပါဒနာဆွဲလမ်းမှုဆိုတဲ့ဥပါဒနာမဖြစ်နိုင်ဘူး။နားလည်လား။ဥပါဒနာခန္ဓာနဲ့ဥပခန္ဓာဥပါဒံနဲ့မတူဘူးဒါပဲမလားပဲဥပါဒံကဘာကိုဆွဲပြီးတော့မှဖြစ်ရတာလို့ခန္ဓာကိုဆွဲပြီးမှဖြစ်မှာခန္ဓာရှိမှဥပါဒံဆိုတာဆွဲလန်းတာခန္ဓာမှမရှိဘူးဆိုရင်ဥပါဒနာခန္ဓာဥပါဒံဥပါဒံဆိုတာဆွဲလန်းစရာကရှိမှမရှိတော့တာနော် ဒါကြောင့်ခန္ဓာ၅ပါးကလွဲဥပါဒါခန္ဓာ၅ပါးအနေနဲ့တခြားဥပါဒါဖြစ်တယ်ဆိုတာတော့မဟုတ်ပါဘူး။အဲဒါဘာလဲယောပိပင်စသဥပါဒါနဲ့ခန္ဓာတွေဆိုစန္ဒရာကောဥပါဒါဥပါဒါဆိုတာတခြားမဟုတ်ဘူးတဲ့။ဟောဒီခန္ဓာ၅ပါးအပေါ်မှာစန္ဒရာကောလိုခြင်းတက်မှတ်နေတာဥပါဒါလို့ခေါ်တာ။ခန္ဓာ၅ပါးအပေါ်မှာလိုခြင်းတက်မှတ်နေတာကိုဥပါဒါလို့ခေါ်တာ။တပည့်တို့တရားထိုင်တယ်တရားထိုင်တယ်ဆိုတာတခြားမဟုတ်ဘူး။ခန္ဓာကိုပြက်အောင်ထိုင်တာမဟုတ်ဘူးခန္ဓာပေါ်မှာရှိတဲ့ဆွဲလန်းမှုဥပါဒဥပါဒံကိုပြက်အောင်ထိုင်တာ ဒါကြောင့်ပဲသူ့မှာဥပါဒနာခန္ဓာ၅ပါးကိုခတ်တိမမမဆိုတော့တခြားပြောတာမဟုတ်ဘူးအဲ့ဒီစကလုံးထဲမှာတခြားထဲပါပြီးသားပဲအေးခန္ဓာထဲမှာဥပါဒံဆိုတဲ့တရားလေးပါတယ်ခန္ဓာကိုစွဲနေတဲ့ဥပါဒံဆိုတဲ့စန္ဒရာကလိုချင်တတ်မှတ်မှုလေးရှိတယ်အဲ့ဒီလိုချင်တတ်မှတ်မှုမရှိအောင်တရားမှန်တာကိုပြောတာဒါဝသိကျင်တာနော်ဒါကြောင့်ဥပါဒံထဲမှာဥပါဒံတွေအပေါ်မှာလိုချင်တတ်မှတ်နေတာကိုပဲ sorry ခန္ဓာတွေအပေါ်မှာလိုချင်တတ်မှတ်နေတာကိုပဲဘာလို့ခေါ်လဲဥပါဒံလို့ခေါ်တယ်ဟောဒုတိယမေကွန်ဖြေလိုက်နော်ဒုတိယမေကွန်ကဘာလဲဥပါဒနာကဏ္ဍနဲ့ခန္ဓာနဲ့တူလားမတူပါဘူး အဲဒါဥပါဒနာခန္ဓာကဘာကြောင့်ဖြစ်တာလဲဥပါဒနာခန္ဓာကစန္ဒဆိုတယ်လိုချင်တဏ္ဍလိုချင်မှုစန္ဒတဏ္ဍကြောင့်ဖြစ်တာဒါဆိုဥပါဒနာခန္ဓာတူလားမတူဘူးဒါဒါမတူပေမဲ့လည်းပဲအဲခန္ဓာမရှိရင်တော့ဥပါဒါမဖြစ်ဘူးအခန္ဓာပေါ်မှာဆွဲလန်းမှုဆိုတဲ့လိုချင်တတ်မှတ်မှုဆိုတဲ့တရားကိုပဲဥပါဒံလို့ခေါ်တယ်အဲ့လိုဥပါဒံတွေကိုဥပါဒံတွေကြောင့်ပဲခန္ဓာဖြစ်တယ်ခန္ဓာကြောင့်ပဲဥပါဒံဖြစ်တယ်ဆိုပြီးတော့ဘာဖြစ်လဲတန်လဲနေတာတန်နေရလဲနေတာနားလဲလားဥပါဒံဘာလို့ဆိုတော့စန္ဒဟိုတဏ္ဍမူလကလို့ပြောခဲ့တာကို နော်လိုချင်တတ်မှတ်မှုကိုကြောင်းစခန္ဓာဖြစ်တယ်ခန္ဓာကြောင့်လည်းပဲလိုချင်တတ်မှတ်မှုတွေပြန်ဖြစ်တာဆွဲလန်းနေတာဟိုဖြစ်နေတာပဲလဲနေတာပဲရှေးအတိတ်ကကုသိုလ်ကံတွေလုပ်တယ်ဘာကြောင့်လဲဘဝဘဝတဝါတို့ကာမတဝါဘဝတဝါကာဟိုကာကာမှုပါဒံ ဒဲတို့ပါလေအဲ့ဒါတွေပုံမှာဆွဲလန်းလွန်းလို့ဟာဘဝကြီးလိုချင်လို့ကုသတော်တွေကံနေလို့တယ်လိုချင်လို့ကံနေလို့ဒကံနေလို့တော့ကြပါဖြစ်သွားလဲဆိုရလာတာပဲဒါကြောင့်ခန္ဓာကိုရလာတယ်ခန္ဓာရလာတယ်ဆိုတာဘာကြောင့်လဲဆိုတော့အတိတ်ဘဝကလိုချင်တတ်မှမှုဆိုတဏှာကြောင့်ခန္ဓာရလာတယ်ပရိစ္ဆေသဘောနဲ့ပြောနေမှာဆိုရင်တဏှာပဲဇာဥပါဒနာဥပါဒနာပဲဇာဘောပဲဘဝဆိုတဲ့ခန္ဓာကိုရလာတာဘာကြောင့်လဲတဏှာတွေဥပါဒနာကြောင့်ရလာတဏှာအစကတော့နည်းနည်းလိုချင်တာဥပါဒနာတချို့ဆွဲဆွဲလန်းလန်းအစ်တွေကိုလိုချင်လာတာဆွဲဆွဲလန်းလန်းအစ်ကိုလိုချင်လာတဲ့အခါကျတော့ရအောင်ယူတယ်ဘဝဆိုတာဖြစ်လာတော့တာပဲနော် ဒေတာကြတာဒုတိယမေကွန်းနောက်တတိယမေကွန်းသိရပန်တဲ့ပင်စသူဥပါဒနာခံတဲ့သူဥပါဒနာခန္ဓာ၅ပါးမှာစန္ဒရာကဝိမတ္တတာစန္ဒရာကဖြစ်ပုံချင်းထူလာတူလာထူလာဗျာခန္ဓာ၅ပါးရှိတယ်ရူပခန္ဓာအပေါ်မှာစန္ဒရာကဖြစ်ပုံနဲ့ဝိနည်းခန္ဓာအပေါ်မှာစန္ဒရာကဖြစ်ပုံတူလာထူလာဗျာအတူတူပဲလားဆိုသိရပဲခုထူကြမှုရှိလားဗျာလို့မေးတော့သိရပဲခုထူကြမှုရှိတာပေါ့ဘယ်လိုထူကြရလဲဆိုတော့ဧကသတ္တယဝဟောတိနော် ။ဟိုခုနကလိုချင်တတ်မှတ်မှုကိုရှင်းပြနေပြီနော်။လိုချင်တတ်မှတ်မှုကိုရှင်းပြတဲ့နေရာမှာအေကိသတအေဝံဟောဒီခန္ဓာနဲ့ပတ်သက်ပြီးတော့လိုချင်တတ်မှတ်မှုဘလို့ဖြစ်တယ်လဲဆိုတော့အေဝံဟောဒီအနေပိတာလေးလာတယ်။အေဝံဟောဒီဤသို့တောင်းတခြင်းသည်လိုချင်တဲ့ဆိုတာနောက်အနာဂတ်ကမှဖြစ်မဲ့ဟာကိုတောင်းတတာကိုလိုချင်တယ်လို့ခေါ်တာ။လောလောဆယ်လိုချင်နေတာကြီးမမောနေတာကိုသန္နရာကလို့ပြောတာမဟုတ်ဘူးဥပါဒါလို့ပြောတာမဟုတ်ဘူး။နောက်အနာဂတ်မှာဖြစ်မဲ့ဟာကိုလိုချင်တောင်းတတာ။အတိလ။ဧဝရူပောတိယနာကတမတ္တနာ နဂရမဒါနံနောင်အနာကကလမှာအေဝံရူပောဒီလိုရုပ်ကလေးဖြစ်ရင်ကောင်းမှာပဲဟာရုပ်ချောချောလေးနောင်ဘဝဖြစ်ရင်ကောင်းမှာပဲကံနေလို့တော့တာပဲဟေးရုပ်ချောဖို့ရတယ်ဘာလို့လုပ်ရကုသိုလ်တော်သိတယ်ဘာလို့ကုသိုလ်လုပ်တော့များရုပ်ချောအောင်မလုပ်ရတာဟမ်သင်္ကန်းလူတာတို့ပန်းနေလူတာတို့ဟုတ်တယ်မလားရေရေတက်ပေတာတို့ဟုတ်တယ်မလားအရုပ်ချောအောင်လေအဲတပြည့်စီလဲတာတို့အဲ့လိုပေါ့ဧဝံရူပောတိယအနာကတမဒါနံအာနောင်အနာကကလမှာဒီလိုရုပ်ကလေးဖြစ်ပါစေဟော ။ဒါဆန္ဒရာကဆိုလိုချင်မှမောမှုဆိုတာက တောင်းတမှုဆိုတာကပစ္စုပန်ကိုကြည့်ပြီးတော့တောင်းတမှုလုပ်လို့မရဘူး။အတိတ်ကိုကြည့်ပြီးတော့တောင်းတမှုရုပ်လုပ်လို့မရဘူး။ဟုတ်လား။အတိတ်မနေ့ကဖြစ်ခဲ့တာဟာယူငါဒီလိုဖြစ်ရပါလို့ဖြစ်ရင်ကောင်းမှာပဲလို့တောင်းတလို့ရလား။မရဘူးလေမနေ့ကဝတ်သားနဲ့စားတယ်။ဟာမနေ့ကဝတ်သားမဟုတ်ဘဲကြက်သားဖြစ်ရင်ကောင်းမှာပဲ။ဟာပြီးသွားပြီလေဘာတောင်းတလို့မှမရတော့တာ။ဟုတ်တယ်မလား။အတိတ်ကဟိုတော့တောင်းတလို့မရဘူး။ဟောပိစုံပန်တောင်းတလို့ရလား။မရဘူးလေ။ပိစုံပန်ခုဒီရတော့ဘာဖြစ်လဲဆိုတော့ ဲတိကျပံမှာဦးဇနောတို့တွေဗာပြတော့တော့အဲအကွမ်းအဖြစ်တော့လေးပဲဟိုဟိုဖြစ်နေတယ်ဟာအဲ့ဒါဟိုအေးချက်အေးကြိုက်နေအောင်အဲအကွမ်းရှင်းရင်ကောင်းမှာပဲပိစုံပံရှိတာကြီးတောင်းတလို့ပြောင်းတောင်းတလို့ရပါမလားသူတောင်းတတိုင်းဗာဖြစ်လာမလဲဘာမှဖြစ်ဘူးလေဒါကြောင့်တောင်းတတယ်တောင်းတတယ်လိုချင်တယ်လိုချင်တတ်မှတ်မှုတွေဖြစ်တယ်ဆိုတာကပိစုံပံကြောင့်လည်းပဲမဖြစ်ဘူးအတိတ်ကြောင့်လည်းမဖြစ်ဘူးအနာဂတ်ကြောင့်ဖြစ်တယ်လို့အထာကရာဖွင့်တာထာကရာဖွင့်တဲ့ဟာတော့ဒါတွေရောဘာလို့ရောက်တွေ့တဲ့ဟာမဟုတ်ဘူးနော် ဧဝရပတိယနာဂတမတ္တနံနောင်အနာကမှာယုတ်အနေနဲ့ဒီလိုယုတ်ကလေးဖြစ်ရင်ကောင်းမှာပဲအဲဒီလိုတောင်းတာကပုံစံတစ်မျိုးဒါယုတ်နဲ့ပတ်သက်ပြီးတောင်းတာဧဝံဝေနာသေဝေနောတိယအနာဂတမတ္တနံနောင်အနာကမှာဒီလိုဒုက္ခဝေဒနာတွေကြီးပဲရရင်ကောင်းမှာပဲဟောဝေဒနာနဲ့ပတ်သက်ပြီးတော့မျောတာနော်တောင်းတာဧဝံတညောတိနာဂတမတ္တနံနောင်အနာကမှာဒီလိုတင်ညာရှိပြီးတော့ဒီလိုစာတပ်ပေတာကြီးဖြစ်ပါစေစာတပ်စာတပ်တယ်ဆိုတာစာမှတ်မိတာမှာစာတပ်တယ်လို့ခေါ်တာတင်ညာဆိုတာတန်ညာနော်ဟုတ်တယ်မလားတန်ညာအတန်မှတ်ပြီးတော့ညာတိတာ မတ်သိသိတယ်မတ်သိသိတယ်ဆိုတာစာတက်စာတွေမှတ်တယ်လူတွေမှတ်တယ်ဘုသူတ္တတွေမှတ်တယ်အမတ်သိသိတယ်ဆိုဟာနောင်ဘွားမှာဒီလိုတင်ညာရှိရပါလို့ဤဒီလိုစာတက်ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤဒီလိုဘုသူတ္တရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရဟာဒါတင်ညာနဲ့ပတ်သက်ပြီးတော့တောင်းတာဧဝံတင်္ဂါရောတိယနာဂရမဒါနာနောင်အနာကမှာဒီလိုသင်္ခါရရှိရပါလို့အာငါဒီဘအခုလောလောအဲနောင်အနာကမှာငါစိတ်ထားကောင်းနေဖြစ်ရရင်ကောင်းမှာပဲကောင်းတဲ့လုပ်ငန်းတွေကြီးပဲလုပ်နိုင်တဲ့လူဖြစ်ရင်ကောင်းမှာပဲဧဝံတင်္ဂါရောဆိုတဲ့နေရာမှာဟာနောင်ဘွားနောင်ဘွားမှာတော့ပရိဒိတ်တွေများများလုပ်နိုင်ကောင်းမှာပဲပရိဒိတ်လုပ်တယ်ဆိုတာသင်္ခါရတဲ့ပါတာပဲ ဟုတ်တယ်မလားသင်္ခါရကိုနားလည်အောင်ဆိုပြီးတော့ချို့ထားတယ်ချို့ဖွင့်နေရဘယ်လိုဖွင့်နေလဲဆိုသင်္ခါရဆိုတာကံပဲတဲ့ဥစဉ်တော့ပုံညာပြီးသင်္ခါရပုံညာပြီးသင်္ခါရအနေစာပြီးသင်္ခါရတော့လာကံလေးဟိုသင်္ခါရလို့ခေါ်တာပဲလေဟုတ်တယ်မလားသင်္ခါရဆိုတာကံပဲတဲ့ဒါကြောင့် A one သင်္ခါရနာဂတမတ္တနာနောအနာကမှာပရာဟိတတွေများများလောက်ရပါလို့ဒီချို့ဆူတောင်းတဲ့လူတွေရှိတယ်နော်ပြစ္ဆုတ်ကံတော့ဆူတောင်းကြလို့လား မလခုချက်ချင်းလောက်လို့ရတယ်ယတနာမရှိဘူးအေဝဝိညာဏောအတိယအနာကနာမတ္တနံနောင်အနာကမှာဒီလိုစိတ်ထားလေးရှိရင်ကောင်းမှာပဲဆိုတဲ့အဲ့လိုယုံနဲ့ပတ်သက်ပြီးတော့တောင်းတမှုကပုံစံတစ်မျိုးဝေနာနဲ့ပတ်သက်ပြီးတော့တောင်းတမှုကပုံစံတစ်မျိုးသညာသင်္ခါရဝိညာဉ်နဲ့ပတ်သက်ပြီးတော့တောင်းတမှုကပုံစံတစ်မျိုးတွေဖြစ်တဲ့အတွက်ကြောင့်တဲ့စန္ဒရာကဝိမတ္တတာစန္ဒရာကဖြစ်ပုံဖြစ်နေခြင်းမတူတာမတူပါဘူးဟောတတိယအမေကွန်ဗျာဒါပြောရင်ဥစ္စနတော်တွေဒီကတော်တွေကတော့ဘုဒ္ဓတာအနေနဲ့ပဲစာတက်နေတာနော်သူဒီဆရာတော်ကြီးကတော့ဘာအတွက်မေးနေတယ်လို့ထင်တော့ဥစ္စနတော် တို့တပည့်ရဒီတရားနာပြီးတော့တရားတွေတခါတည်းတခါတည်းနာရင်းနဲ့မှတ်သွားအောင်လို့နာရင်းနဲ့တရားတွေတက်သွားအောင်လို့မေးနေတာပြောရင်သူကစေစိမ့်နာတော်တော်ကောင်းတာပဲနော်နာရင်းနဲ့တရားတွေမှတ်နာရင်းနဲ့တရားတွေတက်တက်ရင်တက်နောက်တော့ပြီးလဲပြီးတော့ရဟနာဖြစ်သွားတာ60 60လုံးဒါကပြောရရင်တရားမှတ်ဖို့ရတဲ့တဆင်ချင်းကိုမြတ်စွာဘုရားကိုမေးနေတာသူမသိလို့မဟုတ်ဘူးနော်သိတယ်နော်ဒါပေမဲ့မြတ်စွာဘုရားရှင်းပုံရှင်းနေကြတော့သူကဘယ်သိမလဲ ။ဒါဆိုဗျာ၊ तू ကမေးခွန်းအနေနဲ့တော့ तू သိတာပေါ့။ဖြင်းမုံရှင်းနေရတော့မသိဘူး။ဒါကြောင့်အာဗုဒ္ဓဝိနည်းရလို့ तू ကပြောတာပေါ့နော်။ကဲနောက်တစ်ခုမေးပြီ။ကိတောတာဗန်နေခန္ဓာနာခန္ဓာတိဝဇနာဟောဒီခန္ဓာတွေကိုခန္ဓာဆိုတဲ့နာမည်ရလာတာဘယ်လိုအခြေအနေရောက်မှရတာလဲ။ဘယ်လိုဟာတွေကိုခန္ဓာလို့နာမည်သက်မှာလဲလို့မေးတာ။ရုပ်ဆိုရင်ဘယ်ဟာကိုဘယ်ရုပ်တွေကိုခန္ဓာရုပ်ပက္ခဏလို့သတ်မှတ်မှာလဲဝေဒနာဆိုဘယ်ဝေဒနာတွေကိုရုပ်ပက္ခဝေဒနာခန္ဓာလို့သတ်မှတ်မှာလဲဒါတွေကိုမေးတာပါပဲ မေရကကြတော့ယဟန်နဲ့ယံကိစေရူပံယုတ်အမျိုးမျိုးရှိတယ်ကွာအတိတနာဂတပစ္စုပန်နာအတိတ်ယုတ်ပါလက်ရှိရူပခန္ဓာပဲအနာဂတ်ယုတ်လည်းရူပခန္ဓာပဲပစ္စုပန်ယုတ်လည်းရူပခန္ဓာပဲအစ္ဆတံကိုယ်တဏ္ဏမှာရှိတဲ့ယုတ်ကလည်းပဲအဲရူပခန္ဓာရူပခန္ဓာပဲဘယ်ကြသူများတဏ္ဏမှာရှိတဲ့ယုတ်ကလည်းရူပခန္ဓာပဲယုတ်မှန်တယ်မြတ်ဟောလာရိကံကျမ်းတဲ့ယုတ်ကလည်းခန္ဓာရူပခန္ဓာပဲသူကမန်တဲ့နုညံ့တဲ့ယုတ်ကလည်းရူပခန္ဓာပဲဟိနံညံ့တဲ့ယုတ်ကလည်းရူပခန္ဓာပဲပဏိတံမွန်မြတ်တဲ့ယုတ်ကလည်းရူပခန္ဓာပဲဒူရေအနိမအဝိမှာရှိတဲ့ယုတ်တဏိကေအနိမရှိတဲ့ယုတ်အဲ့ဒီယုတ်ဘယ်နှမျိုးလဲဟဲ့ အတိတ်နာဂပိဿုဗံအစ္ဆဒဗေဒဩလာရိကသုကုမဟိနပဏိဒဒူရေတန်တိကဟမ်ဘယ်နှမျိုးလို့ဆက်တခုဟောလက်လေးပါတော့မချိုးကြဘူးနော်မင်းမစရာတော့တရားဟောပြီဆိုရင်အမြဲတမ်းလက်ချိုးပြီးတော့ဟောတယ်သူလက်ချိုးပြီးတော့ဟောတယ်သူရေတွက်မဲ့ဟာမန်နဲ့လက်အမြဲတမ်းချိုးတယ်အဲ့ဒါကြားလိုက်တော့ဩတကယ်ပြိပိကစရာတော့ကြီးတောင်မှတကယ်အိန္ဒိယနဲ့နေရမဲ့တရားဟောတဲ့အချိန်တောင်မှလက်တွေချိုးတယ်ဆိုတော့ငါတို့လက်ချိုးတဲ့နဲ့ဒါမှအချက်လက်တွေတစ်ခါမှတ်မိသွားမှာနော်အဲ့လိုအဲ့လိုလေးပြောတော့စဉ်းစားမိတယ်ပါ ဒါကြောင့်လက်ချိုးမှမကြောက်နဲ့ဟုတ်လားလက်ချိုးမှမစိုးမပူနဲ့လက်ချိုးလိုက်တဲ့အခါကျတော့ तू ကငနာဟာ तू က तू ကလက်ကမှတ်သွားတာတရားကိုကြာခေါင်းကမှတ်နော်တရားကြာခေါင်းကမှတ်သွားတယ်မှတ်တဲ့အခါကျတော့အကတရားတွေအကုန်လုံးသိသွားတယ်ပိုးရှင်းသွားတယ်ဟိုဝါမန်ကနာလည်းခေါင်းကမှတ်တရားလည်းခေါင်းကမှတ်ဆိုရင်တော့ဥစဉ်တော့အဆင်မပြေဘူးသင်္ချာရောသင်္ချာရောနှစ်ခုလုံးလောက်ရမှာဆိုရင်အဆင်မပြေဘူးဟုတ်ပြီဝေဒနာနဲ့ထိုးတူပဲဘယ်ဟာတွေကိုဝေပဲဝေဝေဒနာတွေကိုဝေနဲ့ခန္ဓာလို့ခေါ်မှလဲအဲ့ဒီ၁၇မျိုးလုံးတော့ဝေဒနာအားလုံးဟာဝေနဲ့ခန္ဓာပဲ ။သင်ညာအလုံးဟာသင်ညာခန္ဓာပဲသင်္ခါရအလုံးဟာသင်္ခါရခန္ဓာပဲဝိညာဉ်၁၁မျိုးလုံးအလုံးဟာလည်းပဲဝိညာဉ်နဲ့ခန္ဓာပဲဒါကြောင့်ခန္ဓာဆိုတဲ့နာမည်ရတာဟာအဲ့ဒီလိုခန္ဓာဟိုဟာရုပ်အလုံးဝေဒနာအလုံးသင်ညာအလုံးသင်္ခါရအလုံးဝိညာဉ်အလုံးကိုခန္ဓာလို့နာမည်သတ်မှတ်တာရတာပါ။ကောနုကောပန်နေတုကောပစ္စယရူပခန္ဓာတာပညာပနာယရူပခန္ဓာဖြစ်ဖို့ရာအတွက်အကြောင်းကဘာလဲဖေဟာ ဝိညာဉ်ခန္ဓာဖြစ်ဖို့ရအကြောင်းကဘာလဲတင်ညာခန္ဓာဖြစ်ခြင်းအကြောင်းကဘာလဲသင်္ခါရခန္ဓာဖြစ်ခြင်းအကြောင်းကဘာလဲဝိညာဉ်ခန္ဓာဖြစ်ခြင်းအကြောင်းကဘာလဲနော်မိကွန်းနေမေးတာပေါ့နာမရူပပရိစေတာညာပြီပြီဆိုခုနကနာမရူပပရိစေတာညာအတွက်သူကလည်းမိကွန်းမေးလိုက်တာနော်နာရနာယုတ်နဲ့ပတ်သက်ပြီးတော့မိကွန်းမေးလိုက်တာနောက်ကြတော့ပစ္စယပရိကညာအတွက်ဆက်မေးတာပေါ့အကြောင်းတရားတွေမေးတော့တာဒါလည်းရှုတဲ့အခါကျတော့ကလည်းမြတ်စွာဘုရားဖြည့်ရင်းနဲ့ကိုသူကစကောင်းနဲ့ကနေရှုသွားပြီတရားတွေရှုသွားပြီတမန်တော်ကဒါအကောင်းတာကိုဦးဇင်းတော်ဒီရောဒီကလည်းတမန်တော်အဲ့လောက်မကောင်းတဲ့အခါကျတော့တမ်းပြီးတော့မရှုနိုင် အဲအဲ့တော့ခန္ဓာ၅ပါးတစ်ခုစီတစ်ခုစီရဲ့အကြောင်းတရားတွေကဘာလဲခဗျာတဲ့စတ္တာရောမဟာဘူတာဟေတုစတ္တာရောမဟာဘူတာပစ္စယောရူပခန္ဓာတဉ္ညပနာယရူပခန္ဓာတတ်မှတ်ဖို့ရာအတွက်အကြောင်းကမဟာဘုတ်၄ပါးပဲမဟာဘုတ်၄ပါးရှိလို့ယုတ်ကြီးတွေရှိနေတာနော်ပထဝီအဘောတေဇောဝါယောမဟာဝါဓာတ်ကြီး၄ပါးရှိလို့ဒါလည်းဟောဒီရူပခန္ဓာဖြစ်တာရူပခန္ဓာဖြစ်ခြင်းရဲ့အကြောင်းကမဟာဘုတ်၄ပါးဖတ်သောဟေတုဖတ်သောပစ္စယောဝိနခန္ဓာပညာပနာယဝိနခန္ဓာဖြစ်ခြင်းရဲ့အကြောင်းကဖတ်တာ ။သင်္ညကဏဖြစ်ခြင်းအကြောင်းကလည်းပဲဖတ်တာပဲ။ဝိညာဉ်သင်္ကာရကဏဖြစ်ခြင်းအကြောင်းကလည်းပဲဖတ်တာပဲ။အဲဝိညာဏကဏဖြစ်ခြင်းအကြောင်းကလည်းဝိညာဏကဏဖြစ်ခြင်းအကြောင်းကတော့ဗာလဲဆိုရင်နာမရူပံနံယုတ်နော်ဒါကသူကပြောရရင်ဥစဉ်တို့ဖတ်တာဆိုရင်ရှေ့အဲပဋိစ္စသမုပ္ပါဒ်နဲ့တွားပြီးတော့ရောလို့မရဘူးနော်အခုကလက်ရှိလောလောဆယ်ပဝတ္တိဇကာလမှာဖြစ်တဲ့အရာတွေကိုသူကအကြောင်းတွေကိုမေးတယ်ပြောနေတာ ဗောဓိကံတရားရှုမှတ်တဲ့ဆိုတဲ့နေရာမှာအတိတ်ကဟာတွေအကြောင်းတွေကိုသွားပြီးကြည့်ကြရမလို့ပိစုံပံလောလောဆယ်ဖြစ်နေတဲ့အရာတွေကိုပဲအကြောင်းကြည့်ရတာအခုရုပ်တွေဖြစ်တာဘာကြောင့်လဲမဟာဘုတ်လေးပါဆိုတဲ့အခန့်ဓာတ်ခံကြီးတွေရှိလို့သားလဲကျန်တဲ့ရုပ်တွေအကုန်လုံးဖြစ်တာဒါရုပ်ချင်းဖြစ်ခြင်းအကြောင်းဟာမဟာဘုတ်လေးပါဝေဝေဒနာရဲ့သင်ညာရဲ့သင်္ခါရရဲ့အဲ့ဒါတွေကစေတသိက်တွေလေဝေဒနာသင်ညာသင်္ခါရဆိုတာစေတသိက်တွေဘာကြောင့်ဖြစ်တာလဲလို့ပြောရင်ဖတ်တာဖတ်တာကြောင့်ဖြစ်တာထိတွေ့လို့ဖြစ်တာနော်ထိတွေ့လို့ဖြစ်တာအဲထိတွေ့လို့ဖြစ်တာဥပမာစကြာဆို ဒုက္ခဝေဒနာနဲ့ရှင်တဲ့စိတ်လေးဒါဝေဒနာလည်းပါတာပဲဒုက္ခဝေဒနာစိတ်ကလေးစိတ်တဲ့ကလေးဟာဘာကြောင့်ဖြစ်တာလဲအာတို့အကောင်းနဲ့အဲအာယုံနဲ့အကောင်းနဲ့အကောင်းနဲ့ဖုတ်တတ်ပါယုံနဲ့အဲကာယဝိညာဉ်နဲ့ကာယဒွါရနဲ့နှစ်ခုထိုက်တိုက်လို့ဒါလည်းဘာဖြစ်တာလဲဆိုရင်ဝိညာဉ်လေးကောင်းတဲ့ဒုက္ခဝေဒနာလေးဖြစ်တာဒါကြောင့်ဝေဒနာဖြစ်တာလည်းပဲဖတ်တာဆိုတဲ့အာယုံနဲ့ဒွါရထိတွေ့တာကိုဖတ်တာလို့ခေါ်တာကိုအာယုံနဲ့ဒွါရထိတွေ့လို့ဒါလည်းဝေဒနာဖြစ်တာအာယုံနဲ့ဒွါရထိတွေ့လို့ဒါလည်းသင်ညာမှတ်တယ်ဆိုတာဖြစ်တာနောက်ကြတော့ဝိညာဉ်သင်္ခါရဖြစ်တာ အကြောင်းတရားတွေပစ္စယပရိက္ခဉာဏ်အတွက်မြတ်စွာဘုရားကဟောပေးသွားတယ်ကထာပဏဗန္ဒကတည်းကဟောဒီဟောဒါတွေဒါတွေခုခေတ်မှာခေတ်စားနေတယ်နော်တရားတွေဒါထိုင်းနေကြတယ်တော်တော်များများတက္ကရာရဲ့တည်းမဖြောက်ဖဲနဲ့တရားထိုင်းနေတာဒါကြောင့်နန်းနန်းလေးအဆင့်ကျောနေတယ်ဆိုပြီးတော့ဖဲဆရာတော်ကြီးပြောနေအခုဒီမှာတရားတွေကြလိုက်နားမတော်တဲ့နော်တခြင်းတွေကြီးပဲထောင်းနေအခုမိုးဘဆရာတော်လည်းပြောတာပါနော်ဒါအရှိတော်အခုလောလောဆယ်ပြောတာတော့ဟိုးအောင်လန်းဆရာတော်လေနော်အောင်လန်းဆရာတော်နဲ့ဟိုးဟာဖိုးလာမယ်လို့ပြောနေကြတာလေ လက်ကအတဲချီကိုမပြောက်ဖဲနဲ့တရားတွေကိုညာစင်နေတက်တယ်ဆိုတာသဘောဝမကြဘူးဆိုပြီးတော့ပြောကြတယ်လက်ကအတဲချီကလက်ကရတဲ့လက်ကရတော့ဗာလဲသိလားတန်တော့ကာယောလက်ကရောဆိုခန္ဓာ၅ပါးကိုပြောတာနော်ခန္ဓာ၅ပါးအပေါ်မှာဒိဋ္ဌိငါလို့မြင်နေတာမှားတဲ့အမြင်မြင်နေတာခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မမြင်ဘူးငါလို့မြင်တယ်ငါဥစ္စာလို့မြင်တယ်ငါရဲ့ငါရဲ့အတ္တလို့မြင်နေတယ်အဲ့လိုမြင်တာကိုလက်ကဒိဋ္ဌိလို့ခေါ်တယ်ဟုတ်ပြီကတံပါနေတက္ကဋေတိဟောဒီဒီခန္ဓာနဲ့ပတ်သက်ပြီးတော့တက္ကဋေတိဘယ်လိုဖြစ်တာလဲဗျာဟာဒါလေးတွေရတယ်ဒီလိုဘုသူတ္တတာအားရတယ် ။အတုတဝါဘုရောဇနောတရားပိဋကကောမလေ့လာတဲ့ပုဂ္ဂိုလ်အတုတဝါဘုရောဇနောလို့ခေါ်တာပဲ။အတုတဝါကောအနေပိဋကကကြောင့်အာဂမတုတ္တအိကမတုတ္တမရှိတော့လို့အနေပိကြတာများတယ်။အာဂမတုဒ္ဒဆိုတာတရားထုမရသေးတာကိုပြောတာနော်အဓိကအာဂမတုဒ္ဒဆိုတာအာဂုံမရတာကိုပြောတာဒီကမတုဒ္ဒဆိုတာတရားထုမရသေးတာကိုပြောတာစာပိဋကကုလည်းမလေ့လာဘူးတရားလည်းအဲပေါက်ပေါက်မြောင်မြောင်ထိုင်မထားတာအဲ့ဒီပုဂ္ဂိုလ်ကိုအတုတ္တဝါဘုရုဇနောလို့ခေါ်တယ် ဘုဒ္ဓတမရှိတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာတဲ့သူတော်ကောင်းနေတဲ့ကိုလည်းသွားမဖူးဘူးသူတော်ကောင်းသေးစီလက်တရားမနာဘူးသူတော်ကောင်းတရားတွေကိုလည်းပဲကျင့်ညက်အောင်မလေ့ကျင့်ဘူးအဝိနိတော်တွေ့လားနောက်ကြတော့သူတော်ကောင်းတွေအဲ့လိုပေါ့ sorry သူတော်ကောင်းမဟုတ်ပါဘူးအရိယာနာအရိယာပုဂ္ဂိုလ်တွေကိုမဖူးဘူးတရားမနာဘူးကြွန့်ကျင်အောင်မလုပ်ဘူးသူတော်ကောင်းတွေကိုလည်းပဲမဖူးဘူးတရားမနာဘူးကြွန့်ကျင်အောင်မလုပ်တဲ့အခါကြတော့တဲ့အခုနကမတည်တူဆရာတော်ပြောသလိုပေါ့ကွာ discussion may a perfect man ဟုတ်တယ်မလား ဒီစကားရှင်းမလို့ဘူး။ဘောကောတကားလေးကြကိုသိတဲ့အသိလေးတွေဆိုတာတကားက limited ပဲ very limited ပဲနော်။အကန့်အသတ်ရှိတယ်။ဒါပညာရှင်တွေသူတော်ကောင်းတွေရဟန္တာဖြစ်ကျင်တဲ့နိဗ္ဗာန်ရောက်ကျင်တဲ့ဆိုရင်အရိယာပုဂ္ဂိုလ်တွေပေါင်းအောင်နော်။အရိယာပုဂ္ဂိုလ်တွေရဲ့တရားနာရမယ်။အရိယာပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးရမယ်။ Winnie Dottie Sins မြင်ရရမယ်။အဲ့လိုအရိယာပုဂ္ဂိုလ်တွေသူတော်ကောင်းတွေနဲ့တွေ့ဆုံဆွေးနွေးမှုတရားနာမှုတွေမရှိတဲ့အခါကြတော့ကိုထင်ရမြင်ရရှောက်ယူမြင်တော့တာပဲ။ရူပံယုတ်ကိုလည်းပဲအတ္တတော်သမနုပ္ပတ္တိယုတ်ကိုလည်းပဲအတ္တကောင်ဝိညာဉ်ကောင်တို့သူကမြင်ကုန်တယ်နော်။ဒါကတက္ကະတည်းတည်းပဲ။ ရူပဝဏဝအတ္တနံအာအတ္တကယုတ်ရှိတယ်လို့လည်းမြင်တယ်အတ္တနဲ့ယုတ်နဲ့အတူတူပဲယုတ်ကပဲအတ္တပဲလို့အဲ့လိုပဲမြင်တာနံပါတ်1နံပါတ်2ကအတ္တမှာယုတ်ရှိတယ်လို့လည်းမြင်တယ်နော်အတ္တနိဝါရူပံနော်ယုတ်ရှိတဲ့အတ္တလို့ယုတ်ထဲမှာအတ္တရှိတယ်လို့လည်းမြင်တယ်ဒါမှမဟုတ် အတ္တထဲမှာယုတ်ရှိတယ်လို့လည်းမြင်တယ်အတ္တနိဝါရူပံတွေ့လားရူပဝဏဝအတ္တနံယုတ်ထဲမှာအတ္တရှိတယ်အတ္တနိဝါရူပံအတ္တထဲမှာယုတ်ပါနေတယ် ရူပတမေဝအတ္တနံရုပ်ထဲမှာရှိတယ်ရုပ်ထဲမှာအတ္တအဲ့လိုပေါ့နော်အတ္တတွေရုပ်တွေကိုရောထွေးပြီးတော့ဗာပြက်လဲဆိုတော့ရုပ်ကိုပဲအတ္တလို့ရှုကြတော့တာဒါဆိုရင်တက္ကတည်းကြီးပဲဝေဒနာကိုလည်းပဲအတ္တလို့ယူတာဥမာကြပါစို့ကွာအဲဥဒ္ဒနတို့တွေပြောတော့တွေဘယ်လိုမြင်လဲငါခံစားပြီးတော့ဟာဒီနေ့တော့ငါစိန်မဲကွာငါစိန်မဲဆိုတဲ့ဟာရှိသွားတာနော်ရုပ်နာငါသူဟာဒီဟိုအာယုံနဲ့ထိတွေ့တယ်လို့သူကမမြင်ဘူးဘာလို့မြင်တာလဲဆိုတော့ငါကတော့ငါကကြည့်လိုက်ရတယ်ငါပဲစားလိုက်ရတယ်ငါပဲထိတွေ့လိုက်ရတယ်ဆိုတော့ငါငါငါဆိုတဲ့အတ္တနဲ့သူကမြင်နေတာ အတ္တကတည်းကပဲဝေဒနာခံစားတဲ့နေရာမှာလည်းငါငါငါဆိုတဲ့အတ္တနဲ့မြင်နေတာပဲသင်ညာဆိုလည်းငါပဲစာတတ်တယ်စသဖြင့်မသင်ညာအတ္တနဲ့မြင်နေတာပဲသင်္ခါရလည်းအတ္တနဲ့မြင်နေတာပဲဝိညာဉ်ကလည်းအတ္တနဲ့မြင်တာအဲ့ဒါကိုပဲတက္ကရာတည်းကလို့ခေါ်တာဒါကြောင့်တက္ကရာတည်းကပြောက်ဖို့ရဆိုတာယုံနာကိုတကယ်မြင်အောင်လုပ်ရယုံနာတကယ်မြင်ပြီဆိုရင်ဘာမှဆိုယုံနာ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 ကြီးပဲသူကခေါင်းထဲမှာမြင်သွားတော့တာပဲနော်သီတံမှတ်တာဒါကိုပြောတာမဟုတ်ဘူးနော်တက္ကရာတို့ရောဗမာတွေကတော့ဘာလို့ဆို ဆရာအစမမှတ်သေးဘူးယုတ်နံလျှောက်မှတ်နေတာတကယ်ယုတ်နံဆိုတာကမှတ်စရာမလိုဘူးအလိုလိုခေါင်းထဲမှာမြင်းသွားမှာမျက်စိထဲမှာညာမျက်စိထဲမှာမြင်းသွားတာညာနဲ့ဆက်မှာယုတ်နံယုတ်နံလို့ပြီးမြင်းသွားမယ်ဆိုရင်အဲ့ဒါဘာဖြစ်လဲဆိုတော့အတ္တလို့မမြင်တော့ဘူးငါလို့မမြင်တော့ဘူးငါခန္ဓာကိုယ်လို့မမြင်တော့ဘူးငါဝေဒနာလို့မြင်ဘူးယုတ်နံယုတ်နံနဲ့ယုတ်နံကူကသူ့အလို့သူ့လုံးနေကြတယ်လို့ပဲမြင်းသွားမှာအဲ့ဒါဆိုရင်ဘာပြောက်သွားမလဲသက်ကတဲ့ဒီပြောက်သွားတာဟုတ်ပြီကာသမဏဗန္နေသက်ကတဲ့ဒီနာဟောတိနာရူရိယအပိုက်သက်ကတဲ့ဒီမဖြစ်အောင်ဘယ်လိုလုပ်ရလဲဖေဟာအဲ့ဒါဆိုရင်စာများများဖတ်ပေါ့စာစာများများသင် ပြီးတော့တရားတွေမြင်အောင်လို့တရားတွေများများရှုရှုပြီးတော့သူတော်ဟာဘုရောသနောအရိယတာဘောဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ကိုတရားကိုအဲ့လောက်လေးဖြစ်အောင်လည်းနဲ့အတင်းမတင်းနေနေအရိယတွေကိုသွားဖို့အရိယတရားတွေနာအရိယတွေနဲ့ဆွေးနွေးသူတော်ကောင်းတွေသွားဖို့သူတော်ကောင်းတွေတရားနာသူတော်ကောင်းတွေနဲ့ဆွေးနွေးနောက်ဆုံးကြတော့အမြင်တွေကထက်သွားပြီအမှန်အမှန်တိုင်းမြင်သွားပြီရုပ်ကိုရုပ်လိုပဲမြင်သွားပြီအတ္တလိုမမြင်တော့ဘူးဝေဒနာကိုလည်းပဲအတ္တလိုမမြင်တော့ဘူးသင်္ခါရတင်ညာကိုလည်းအတ္တလိုမမြင်ငါလိုကမြင်တော့ဘူးသင်္ခါရကိုလည်းငါသင်္ခါရလိုမမြင်တော့ဘူးဝိညာဉ်ကိုလည်းငါဝိညာဉ်လိုမမြင်တော့ဘဲနဲ့အဲတက္ကတိတိပျောက်သွားတာပဲအာထပ်ပြီးတော့ မြင်အောင်တော့လေသူကမေ့သွားတာနော်သူတပည့်တွေသူကမေ့သွားတာသူတပည့်တွေအဲ့ဒါတွေတရားလိုက်မှတ်နေတာနောက်တစ်ခု88ပတ်အဲ့မှာယောဝေဒနာသင်ယောဝေဒနာသင်ညာသင်္ကာရဝိညာဉ်ဆိုတာခန္ဓာ၅ပါးအကြောင်းတည်းကြီးပဲမေ့တာနော်ခန္ဓာ၅ပါးကိုရှုအောင်ရှုနည်းအကြောင်းတည်းကြီးပဲမေ့တာအဲ့နောက်တစ်ခုမေ့တာလည်းလှတာပဲအဲခန္ဓာ၅ပါးကိုဘယ်လိုရှုရမှာလဲဆိုတော့အတ္တာဒာတာယာစေယအာရိနဝအပြည့်နေတရဏထွတ်မြောက်ရဒါတွေနဲ့ပတ်သက်ပြီးတော့အသုံးခုသုံးစီမေ့သွားမှာ မြတ်စွာဘုရားတဲ့ဒီယုတ်ကြီးနဲ့ပတ်သက်ပြီးတော့ယုတ်တွေရဲ့ကောင်းကွက်ကဘာတွေလဲဗျာနော်ယုတ်တွေရဲ့မကောင်းကွက်ဆိုတဲ့အပြစ်ကဘာလဲဗျာယုတ်တွေနောက်မရအောင်ထွက်မြောက်ဖို့ဘယ်လိုပါလောက်ရမှာလဲနေတရဏံအတ္တဒရဲ့အာရိနဝရဲ့နေတရဏရဲ့နော်တာယာဘွယ်ကဘာလဲယုတ်မှာတာယာဘွယ်ကဘာလဲယုတ်မှာအပြစ်ကဘာလဲယုတ်ကထွက်မြောက်ရဘာလဲပြီးတော့ဦးဇင်းတို့ခဏခဏပြောပြပါရစ်နော်နဗလဥကျော်လုံကပြောတယ်ဘုန်းကြီးတွေကွာဒီကလေးကြတော့အစွန့်ရောက်တဲ့စကလုံးတွေရတယ်ဘာလဲဆိုတော့အာခန္ဓာကိုယ်ခန္ဓာမှန်သမျှမကောင်းဘူး ။ရှောက်ပြောတာတဲ့ဘုရားတော်အတ္တဓာဟောထားနေတာပဲတဲ့နော်။အတ္တဓာသာယာစရာရှိတယ်ကောင်းတာရှိတယ်နော်။အပ္ပတ္တဓာပိတ်ခွေကာမဆိုတဲ့နေရာမှာသာယာစကားမကုန်နေဆိုတာသာယာစရာแน่แน่ရှိတယ်ဘုရောကဘုပါယတာကိုစင်းရစိတ်စင်းနဲ့ရှင်ရင်သာသာယာစရာแน่တယ်လို့ပြောတာတကယ်သူကနေသူသာယာစရာတော့ရှိတယ်ကောင်းကွက်ရှိတယ်ဒါတွေကိုရှုတက်ရမယ်ပေါ့နော်။ရုပ်ပေါ်မှာတာယာစရာဘာလဲလဲရုပ်ပေါ်မှာအပြစ်တွေကဘာလဲလဲရုပ်တွေထွက်မြောက်အောင်ဘယ်လိုလုပ်ရမလဲဝေဒနာတင်ညာတင်္ဂါရဝိညာဉ်အဲ့ဒါတွေအကုန်လုံးမေးလိုက်တာမေးလိုက်တဲ့ကမြတ်စွာဘုရားဖြေပြီးနောက်ဆုံးသုံးညောင်း ယံပနာရူပံပဋိစ္စယုံနဲ့ပတ်သက်ပြီးတော့ဒုက္ခချမ်းသာတာလေးတွေကြုံရလက်တဲ့ကိုချမ်းသာတာတွေကြုံရတဲ့သောမနတံစိတ်ချမ်းသာတာတွေကြုံရတဲ့ယုံနဲ့ပတ်သက်ပြီးတော့ကိုချမ်းသာတာတွေစိတ်ချမ်းသာတွေဒါရူပေအတ္တတော့ယုတ်ရဲ့တာယာစရာတွေပဲယုတ်ရဲ့ကောင်းကွက်တွေပဲနော်ကောင်းကွက်ရှိတယ်နော်ဒါမှမဲ့နဲတာပဲရှိတာနော်နောက်ကြတော့ယံရူပံအေးမကောင်းခွဲဆိုတဲ့အာဒီနဝအပြစ်ကပါလဲဆိုယံရူပံယုံနဲ့ပတ်သက်ပြီးတော့အနယုတ်ဆိုတာအနိစ္စမမြဲဘူးမမြဲဘူးဆိုတော့ဒါတို့ညံ့ခွက်ပဲဟုတ်တယ်မလားဦးဇင်းတော့ကိုဟိုဟာတိနေကြဆိုတိနေကြတော့ဘာလို့ဆိုတော့ဗလာပနဲ့နေတော့ 16ကနေ19အထိဟုတ်တယ်မလားအဲ့ဒါဟိုအဲ့ဒါကဘာလဲဆိုရင်10ဟိုပါတီနေဂျာဆိုတော့အသက်20ဝန်းကျင်ဟိုအရွယ်လေးတွေပေါ့နော်စက်ကြောတက်လေးတွေစက်ကြောတက်လေးတွေအသက်20မရောက်ခင်စက်ကြောတက်တီနေဂျာလို့ခေါ်တာပေါ့နော်အဲစက်ကြောနဲ့စက်ကိုဆိုဟာအသက်ဒါအလှနေတာပဲဟုတ်တယ်မလားအဲ20ကနေ30ဆိုရင်ဒါအလှတွေအတက်နေလိမ့်အဲ့ဒီအချိန်မှာဖြစ်တဲ့အလှတရားတွေဒုက္ခတရားတွေကိုစံချမ်းသာမှုတွေဟာကိုမျက်နှာလေးကိုကြည့်နေပျော်နေတာနော်ဒါလေးတွေငါတို့တော့မဟုတ်ပါဘူးတခြားလူတွေပြောတာ ဲ့တော့ကိုယ့်ခန္ဓာကိုယ်ကလေတအားလှနေတယ်ဟုတ်ပြီလှတဲ့ဟာတကယ်ကောင်းတာပေါ့ငါတတတာအတတာပဲဒါပေမဲ့လည်းပဲအဲ့ဒီကောင်းလှတယ်ဆိုတော့စကို၁၈20 30အရွယ်တုန်းကအလှတရားတွေက40 50ရောက်တဲ့ကဘာမလာတော့အနှိမ့်စမမြဲဘူးဆိုတော့ဗာဒါသူ့အပြစ်ချက်ပဲအပြစ်ဖြစ်သွားပြီမမြဲဘူးဆိုတော့ဗာပြစ်မလဲမမြဲတော့ခန္ဓာကိုယ်လည်းဆင်းရဲသွားတယ်မမြဲတော့စိတ်လည်းပဲဆင်းရဲသွားတယ်ငါအရင်တော့ကွာဒါအလှတာအခုကြာတော့ကွာကြည့်လို့မရတော့ပါဘူးအဲ့လိုလှတဲ့လူကရုပ်ဆိုးသွားရင်ပိုးဆိုးမှာပေါ့စိတ်ဆင်းရဲမှာနော်အနှိမ့်စမမြဲဘူးဆိုတော့အဲ့ဒါကိုပြောတာနော် ရုပ်ဟာတဲ့မမြဲတာကသူ့ရဲ့အပြစ်အပြစ်ပဲတဲ့။ကောင်းတော့ကတော့ဘယ်လိုကောင်းလဲ။ရုပ်ဟာချမ်းသာတယ်။ကိုချမ်းသာမှုစိတ်ချမ်းသာမှုကိုပေးတယ်။အတ္တကအတ္တရ။ရုပ်အကိုချမ်းသာမှုစိတ်ချမ်းသာမှုပေးတယ်။ရုပ်ကလေးရဲ့အတ္တရလေးကမမြဲဘူး။မမြဲတာကဘာဖြစ်လဲဆိုရင်အာရိနဝဒုက္ခအယုတ်ရလာပြီဆိုရင်ရုပ်ရဲ့ဒုက္ခတွေရှိလာပြီ။အဲဒုက္ခရှိလာတာကလည်းပဲအာရိနဝပဲဟုတ်တယ်မလား။ဘလောက်ချောတဲ့လူဖြစ်ဖြစ်မစဝါအိမ်နာတော့သွားတက်ရတာပဲ။ဘလောက်ချောတဲ့လူဖြစ်ဖြစ်ရေတော့ချိုးရတာပဲ။ဘလောက်ချိုးရတဲ့လူဖြစ်ဖြစ်ဟောခန္ဓာကိုယ်ကြီးကိုပြင်ဆင်ရတာပဲ။ အာဒါဒုက္ခတွေပဲဟုတ်တယ်မလားသင်္ခါရဒုက္ခကဝေးသေးတယ်နာနာဝိပညာမှာတော့ရိုးရိုးဒုက္ခလေးတွေကိုအရင်ဆုံးကြည့်ကြည့်လိုက်ဒါကြောင့်ဒုက္ခစဒုက္ခရှိတယ်ဒါကသူကအာနေချက်ပဲအာအာဒီနောအပြစ်ပဲဘုရင်နာမဓမ္မဟောတာဘိုးဆိုတာပေါ့ပြောင်းလဲတာပြောင်းလဲတတ်တယ်ရုပ်ဆိုတာဒီချိန်မှဒီလိုရုပ်လေးနောက်ချိန်မှနောက်တစ်မျိုးဖြစ်သွားတယ်အဲပြောင်းလဲတတ်တာကဟိုကရုပ်ရဲ့အပြစ်ပဲရုပ်ရဲ့အာနေချက်ပဲဟောရုပ်ကိုအဲ့လိုကောင်းကွက်ကိုလည်းကြည့်တတ်မယ်အာနေချက်ကိုလည်းပဲနောက်ဆုံးကောင်းကွက်လည်းမြင်ပြီးကောင်းကွက်ကခဏလေးပဲ အဲဥစ္စာဥမာတော့ဘဝကိုဥစ္စာတော့ချဲကြီးလိုက်လေရုပ်လှတဲ့ဆိုတဲ့လူတွေကလှတဲ့အချိန်နဲ့မလှတဲ့အချိန်ဘယ်ကများဟုတ်တယ်မဟုတ်လားလှတဲ့အချိန်ကဟို30 20လောက်ပဲရှိတာနော်ဘဝမှာ80လောက်နေရမယ်ဆိုဘယ်90လောက်ကမလှ60လောက်ကမလှတော့ဘူးဟုတ်တယ်မဟုတ်လားဒုက္ခတွေပဲရောက်မှာအဲ့ဒီခါကျတော့ဘာဖြစ်မလဲဆိုတော့ဟောအနိတ္တရဏဒီယောက်ခခဏလေးပဲတကယ်တော့ဟောခဏလေးပဲကိုယ်ကိုချမ်းသာအောင်လုပ်ပေးတာရေရှည်ရတဲ့မကောင်းဘူးဒါကြောင့်ဒါကိုလွတ်မြောက်အောင်လုပ်မှဖြစ်မယ်ရုပ်နောက်တခါမဖြစ်အောင်လုပ်မှဖြစ်မယ်မဖြစ်အောင်လုပ်တဲ့နေ့ကဘာလဲဒါမြတ်စွာဘုရားပြောပြီး ဣဒရဏထွမြောက်ရဆိုဘာလဲဆိုတော့ဒေရူပေသန္နရာဂဝိနေယောရုပ်အပေါ်မှာတဲ့လိုချင်မှုတတ်မှတ်မှုတွေကင်းအောင်နေရမှာတဲ့သန္နရာဂပါဏံလိုချင်မှုတတ်မှတ်မှုတွေပယ်နိုင်အောင်လုပ်ရမယ်အဲ့ဒါမှထွမြောက်ပါဥပမာဆိုကြရရုပ်အပေါ်မှာဥစ္စံတို့လိုချင်မှုတွေတတ်မှတ်မှုတွေနည်းနည်းရှိလေနည်းနည်းဒုက္ခရောက်လေပဲများများရှိလေများများဒုက္ခရောက်လေပဲဘာတချို့လှတာလှတာရုပ်အပေါ်မှာတာယာမှုမရှိဘူးဆွဲလမ်းမှုတွေမရှိဘူးမရှိတဲ့အခါကျတော့ဘာဖြစ်လို့ဆိုတော့သန္နရာဂတွေပယ်နိုင်သွားပြီသန္နရာဂတွေကင်းအောင်လုပ်နိုင်သွားတဲ့အခါကျတော့ဒီရုပ်နဲ့ပတ်သက်ပြီးသူဒုက္ခတော်တော်ရော့သွားတယ်ဒီရုပ်တော့ရုပ်နဲ့ပတ်သက်ပြီးတော့ဒုက္ခကသူကလွတ်မြောက်သွားတယ် ဟာဆန္ဒရကမဟာနံလို့ပြောတယ်အဲ့ဒါကိုဘာလို့ခေါ်လဲပြင်နိဒရဏံလို့ခေါ်တယ်ဟောနိဗ္ဗာန်ရောက်မှကြီးပဲမဟုတ်ဘူးနော်နိဗ္ဗာန်မရောက်ခင်မှာလည်းပဲနိဒရဏကိုသွားလို့ရတယ်ဦးဇင်းတို့တို့ရေရတို့တို့ရေအယုတ်တွေပြင်တာနဲတယ်မလားမရှိဘူးလို့လည်းပြောရတာခက်တယ်နော်အခုတော့တော်တော်များများရှိတော့ပါဘူးငငယ်တော့ကစပိုးဆိုးတော့ငငယ်တော့တော့နည်းနည်းပြင်းပြင်းပြင်းပါနော်လူတွေမမြင်တဲ့အချိန်တနခါလိမ့်နေသူကလိမ့်နေနော်မိတ်ကတမိတ်ကဖိုးတယ်သူကဖိုးတာဒါလေးတွေတော့ရှိရင်ရှိမှာပေါ့နော်အဲဒါပေမဲ့လည်းပဲ နဲနဲဟိုမမမောလေးပဲတာယာနေလေးနဲနဲတာယာရဲ့နဲနဲဒုက္ခရောက်ပဲများများတာယာရဲ့များများဒုက္ခရောက်တယ်ဒါကြောင့်ထွတ်မြောက်ခြင်းလဲဆိုရင်ဘာကိုဖျက်ရမှာလဲစန္နရာကကိုဖျက်ရမယ်ဟောဝိညာဉ်လည်းထို့တူပဲသိညာလည်းထို့တူပဲသင်္ခါရလည်းထို့တူပဲဝိညာဉ်လည်းထို့တူပဲဟာကောင်းတယ်အဲ့ဒါလေးတွေကိုမြန်မာသူကမေးသွားတာနောက်ကနောက်ကလူတွေသိအောင်လို့နော်သူရတဲ့ဘက်ကြီး60ကိုသိစေခြင်းလို့တရားထုတ်ရစေခြင်းလို့မေးနေတာနောက်89ကရမဏဗာနဲ့ဇာနာတော့ကရံပတ်တာတော့ ဘလို့သိမယ်ဘလို့မြင်မယ်ဆိုရင်အိမသမေသဝိညာဏကေကာယေဟောဒီသက်ရှိဖြစ်တဲ့ခန္ဓာကိုယ်ကြီးဗေဒ္ဓအပြင်ပဖြစ်တဲ့ခန္ဓာကိုယ်ကြီးကိုယ့်ရဲ့သက်ရှိခန္ဓာကိုယ်ကြီးရဲ့ဗေဒ္ဓသူများရဲ့အဲခန္ဓာကိုယ်ကြီးရဲ့တပ်ပါနေမဲ့တဲ့သူတတ်မဲ့ဖြစ်တဲ့ခန္ဓာကိုယ်ကြီးခန္ဓာတတ်မဲ့ဖြစ်တဲ့ရုပ်တွေရဲ့အလုံးအလုံးနော်အိမသမေသဝိညာဏကေကာယေဆိုတာကိုယ့်သက်ရှိခန္ဓာကိုယ်ကိုပြောတာဗေဒ္ဓဆိုတာသူများရဲ့အသက်ရှိခန္ဓာကိုယ်ကိုပြောတာတပ္ပဏိမိတ်တေမတုဆိုတာကတက်မဲ့အရာဝတ္ထုတွေကိုပြောတာ အဲ့ဒီဟာတွေပေါ်မှာတဲ့လူမြင်မှ